ဒုက္ခဘာဝပစ္စပတ္ထသူတစ်ပါးရဲ့အောင်မြင်မှုတွေကိုအတိအမှတ်မပြုခြင်းလို့မျက်နှာလွဲတဲ့ပုံရိပ်ပဲတဲ့သူကမျက်နှာလွဲတယ်နော်မစင်စားဘူးခေါင်းထဲကိုမထည့်ဘူးဘသူတော်တယ်ဆိုတော့မကြားကြဘူးဇာတုကုန်သိစီစဉ်ဥစ္စာရှိတဲ့အထက်ဖြင့်ဒီလူအဖြစ်အလောက်ကိုင်းအမတန်မှတော်တယ်ဟောအမြော်အမြင်ကြီးမားတယ်လို့ပြောခံရရင်မကြားကြဘူးအဲ့လို အဲ့ဒါမျိုးကိုအိတ်တံလို့ခေါ်တယ်တဲ့သူကတော့သူတော်အားရဲ့ပြည့်စုံမှုကိုကြားပြီးတော့ရှင်ထဲမှာအမုန်းစိတ်တွေပွားလာတတ်တယ်အင်္ဂလိပ်လိုတော့ jealousy လို့ခေါ်တဲ့အရာပဲဖြစ်တယ် jealousy လို့ခေါ်တဲ့အရာပဲဖြစ်တယ်အဲ့တော့အိတ်တံမစ္စရိယဆိုတဲ့ဒီနှစ်ခုဟာ လောက လူသားတွေရဲ့ရင်ထဲမှာအဖြစ်များပြီးတော့လူသားတွေရဲ့ကောင်းကျိုးကို မပေးတဲ့အရာနှစ်ခုဖြစ်တယ်။ဒါကြောင့်မို့ရင်ထဲမှာရှိတဲ့အမုန်းတရားတွေကိုရှော့ချရမှာဖြစ်တယ်။အိတ်သားကိုဘာနဲ့ရှော့ချမလဲလို့ဆိုရင်မူရိတာပွားပြီးရှော့ချရမှာဖြစ်တယ်။သူတော်အောင်မြင် ကြည့်ပွားတာအေးသူစူးစမ်းလို့ကြည့်ပွားတာတော်တယ်အေး သူတော်တာဟာသူစူးစမ်းလို့တော်တာငါတို့လည်းစူးစမ်းရမှာဖြစ်တယ်လို့ဒီလိုပဲရှုမြင်ရမှာဖြစ်တယ်ပေါ့အဲ့ဒီလိုမရှုနိုင်ဘူးဆိုလို့ရှင်အိတ်တာတွေဖြစ်လာကြလစီတွေဖြစ်လာအဲ့ဒီနှစ်ခုစလုံးဟာဒေါသနဲ့ရှင်တွဲဖြစ်တာဖြစ်သောကြောင့်ရှင်တွေကအမုန်းတရားတွေသာဖြစ်တယ်အဲ့ဒီအမုန်းတရားတွေကြောင့်ဒီကနေ့ခေတ်မှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးနော် အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုဘာသာတစ်ခုနဲ့တစ်ခုတိုင်းပြည်တစ်ခုနဲ့တစ်ခုရံလိုကြတာဟာဒီအိတ်တမစိရရနေပဲလို့ရသော်ပြန်ခေါ်တဲ့အဓိကအကြောင်းရင်းနေမေချာမိုင်နာနဲ့ပြောမယ်ဆိုရင်ဒါမေချာ condition လို့ခေါ်ရမယ်အဓိကအကြောင်းတရားတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့တတိတမစိညာကိုကိုကဘွေးမြူပြီးတော့ ကိုရင်ထဲနှလုံးထဲမှာမွေးမြူထားပြီးတော့တတိသမဇ္ဇညာကိုတုံးချရမှာဖြစ်တယ်လို့ရင်ထဲကအမုန်းတရားတွေကိုလည်းပဲရှင်းထုတ်ပြရမှာဖြစ်တယ်။အဲ့ဒီလိုနှစ်ခုစလုံးအမုန်းတရားကင်းစင်ပြီးတော့တတိသမဇ္ဇညာဉာဏ်နဲ့ရှင်းပြီဆိုလို့ရှိရင်ဘဝမှာလူတိုင်းလူတိုင်းဟာကြည်ပွားတိုးတက်ကြမှာပဲဖြစ်တယ်။ကျမ်းမာရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ် ဒီအစိုးတရားတွေကိုဖယ်ရှားပြီးတော့ကြိုးစားလို့မိမိအောင်မြင်လဲကြံတဲ့ပုံကိုယ်တွေကိုတွဲခေါ်လို့လမ်းပြလို့ဒီလိုသွားကြရမှာဖြစ်တယ်။အဲဒီလိုမဟုတ်ဘဲနဲ့ကိုယ်သာကြီးပွားခြင်းပြီးကြံတဲ့လူကို၆တွန်းခဲ့မယ်ဆိုလို့ရှိရင်လူလောကအတိုင်းဝိုင်းကြီးဟာဆုတ်ယုတ်ပြက်ပြက်သွားမှာဖြစ်တယ်ပေါ့။အိဒါမစ္စရိယကြောင့်နိုင်ငံတနိုင်ငံမှာအဖွဲ့အစည်းနှစ်ခုရှိရင် တခုကအောင်မြင်သွားလို့ရှိရင်ကြံတဲ့တခုကမနာလို့ဝန်တိုစိတ်တွေဖြစ်တယ်။အကောင်းမပြောနိုင်တာအိတ်တာနော်အကောင်းမပြောနိုင်တာအိတ်တာဘာလို့လို့အကောင်းမပြောနိုင်ဘူးအိတ်တာကြောင့်မပြောနိုင်အကောင်းကိုမမြင်တာအဲ့ဒီလူလူအတိုင်းဝိုင်းထဲမှာအခုလူလူလူချင်းဥပမာမယ် ခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လူတွေဟာတုံးနဲ့တူအတွေ့ခေါ်ခြင်းမတူကြဘူးဒီအယူဆခြင်းလည်းမတူကြဘူးမိသားစုခြင်းလည်းမတူကြသို့တော့တူညီတာကပါတော့ဆိုရင်တမြေတဲပေါ်မှာနေပြီးတရေတဲတောက်ပြီးတမိုးအောင်မှာနေကြတာဖြစ်တယ်ဥပဒေတစ်ခုတည်းအောက်မှာရှင်သန်ကြီးထွားနေကြတာဖြစ်တယ် အဲ့ဒီတူညီမှုပေါ်မှာအခြေခံထားပြီးတော့ jealousy နဲ့မစ္စရိယဆိုတဲ့တရားတွေကိုငါတို့ယင်ထဲမှာရှိနေမကောင်းပါလားဒါဟာ မကောင်းတဲ့အိတ်တာတရားပဲဒါလည်းမကောင်းတဲ့မစ္စရိယတရားပဲလို့သိရှိနားလည်ပြီးတော့တုံးနဲ့တူဖေးမှခြင်းသာလဲဖေးမှခြင်းလမ်းပြခြင်းကူညီခြင်းဖြစ်တာလဲ လူအတိုင်းဝိုင်းကြီးဟာကြီးပါတွေ့တတ်နိုင်မှာဖြစ်တယ်။အဲဒီလိုမဟုတ်ဘဲနဲ့တဦးနဲ့တဦး၆တော်မယ်ဥပမာမယ်လေပေါ်တူတူစီးပြီးတော့ခီးသွားကြတယ်။ခီးသွားတဲ့အခါကျတော့လေကပေါက်လာပေါက်လာတဲ့အခါမှာရေယိုတယ်။အေးအဲ့ဒီရေယိုရင်ဘုသူနေရာကယိုယိုအလုံးဟာဝိုင်းပြီးဖာဖို့စူးစမ်းရမှာဖြစ်တယ်။လေနေရင်အကုန်ပါမှာပဲ။ အဲ့လိုလေနေရင်အကုန်ပါမယ်ဆိုတော့တတိသမစဉ္ညာမရှိပဲနဲ့ငါနဲ့မဆိုင်ဘူးမင်းအောင်က ပေါက်ထားမင်းနဲ့ပဲဆိုင်တယ်ငါနဲ့မဆိုင်ဘူးငါမလုံးနိုင်ဘူးဆိုပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမလုံးနိုင်ဘူးဆိုတဲ့လူလဲလေနေရင် မြုပ်မှာပဲနော်ငါကြောင့်ပေါက်ထားမဟုတ်ဘူးမင်းကြောင့်ပေါက်ထားမင်းနဲ့သာသက်ဆိုင်နေဆိုရင်မြုပ်လေမြုပ်ရင်သူ့လဲပါမှာပဲ အဲ့တော့လေတစည်းရဲသွားတာဘသူကြောင့်ပဲပေါက်ပေါက်ဘသူကြောင့်ဘသူအောက်ကပဲပေါက်ပေါက်ပေါက်လာရင်ဝိုင်းဖာဖို့အထိကဖြစ်တယ်။ရေလုံအောင်လှုပ်ကြမယ်ရေတွေပက်ထောက်ရမယ်ဒါအထိကတနိုင်ငံထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းထိုးထူပဲညီသည့်အဖွဲ့စည်းပဲဖြစ်ဖြစ်တိုင်းပြည်ကြီးပွားတွတ်တဲ့ရေးဆိုရင်အလုံးဝိုင်းပြီးတော့လှုပ်ကြ။ကိုယ်ဘာသာတရားမှလည်းပဲထိုးထူပဲအမှန်တရားတွတ်တဲ့ထွန်ကားနေခြင်းအဖြစ် လူတွေစိတ်နှလုံးဟာအေးချမ်းသာရမြတ်ဗုဒ္ဓရဲ့အဆုံးအမမြန်မာနိုင်ငံမှာတည်ရှိနေတဲ့မြန်ကာလပတ်လုံးမြန်မာလူမျိုးတွေရဲ့ပြုံးရွှင်သောမျက်နှာနော်ဒီချိန်အေးချမ်းသောနှလုံးသားဖြင့်နေထိုင်ကြတာကို တွေးရှိရမှာဖြစ်တယ်အကယ်၍မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေပျောက်ကွယ်သွားလို့မမှန်မကန်တဲ့အယူဆဝါဒတွေလွှမ်းမိုးလာမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကလူတွေရဲ့ ီစိတ်နှလုံးအေးချမ်းမှုဆိုတာဒီကုန်းချုပ်သွားနိုင်ပါတယ်။ဒါကြောင့်မို့အမြဲတမ်းအရေးကြီးတဲ့2019ခုနှစ်နိုင်ငံတကာနှစ်တကူအခသမယကစပြီးတော့မိမိတို့တသက်တာကာလမှာဘာလုံးလုံးဘာပြောပြောတတိတမစင်ညနဲ့ထူးတွေလေ့ကျင့်ပြီးတော့အရာရာကိုတတိထားမယ် အရာရာကိုဆင်ញင်တုံရှိမယ်ဆိုတဲ့လေ့ကျင့်ခန်းကို ကိုယ့်ကိုအရာရာတတိထတတ်ဖို့အမျော်မြင်ရှိဖို့လေ့ကျင့်ယူချရမှာဖြစ်တယ်လေ့ကျင့်ရင်ပဲကိုယ့်ရင်ထဲမှာကိန်းအောင်နေတတ်တဲ့အမုန်းတရားအိတ်တာမစ္စရိယတရားနှစ်ပါးကိုလည်းပဲဖယ်ရှားပြရမှာဖြစ်တယ်တတိသမဇိညာစွမ်းအားနဲ့နေထိုင်ပြီးတော့ ဣဒ္ဓမစ္စရိယာဆိုတဲ့အမုံတရားနှစ်ပါးရှင်တွေကဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်တော့ဘဝမှာအလွန်အေးချမ်းပြီးငြိမ်းချမ်းတဲ့အချိန်ကာလတစ်ခုမိမိတို့အလိုရှိရာကျမ်းမာစီးပွားပညာဆိုတာပြည့်စုံသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌာန်အပေါင်းတို့နိုင်ငံတကာနှစ်သက်ခု နှစ်ဦးကာလအခါကသမ ्या ကစပြီးတို့တွေတွေဟာ တွေ့ဝေးမနေချပဲနဲ့ရသော်ဘုရားရဲ့အဆုံးမဖြစ်တဲ့တတိရှိရှိစင်ညုံတရားရှိရှိတို့တွေတွေနေရမှာဖြစ်တယ်ဆိုတာကို အခိုင်အမာယုံကြည်ပြီးတော့နေ့စဉ်နဲ့အမျှလောက်ကင်ဆောင်ရွက်ကြဖို့ကိုယ်ရင်ထဲမှာရှိတဲ့အမုန်းတရားတွေကိုလည်းပဲလက်ခံမထားပဲနဲ့ဒီအမုန်းတရားတွေစက်သိမ့်သွားအောင် တို့တွေတွေရှင်းထုတ်ဖယ်ရှားကြမှာဖြစ်တယ်ဆိုတာကိုလည်းတတိချီးစွာထားပြီးအမုန်းတရားတွေကိုလည်းဖယ်ရှင်းကြမှာဖြစ်ပါတယ်ယခုလိုနိုင်ငံတကာနေတဲ့ဥခါလာမှာအထုဓမ္မသဖြင့်ဆင်ကျင်းပပြီးတော့ဘုရားဝတာဝင် သူတော်စင်တို့ဟာသူများတွေလို့လောကီကိစ္စနဲ့ပျော်မြူးမနေကြပဲနဲ့ မြန်မာနိုင်ငံမှာထွန်းကားနေတဲ့ပြဗုဒ္ဓရဲ့အဆုံးအမတရားတော်ကြီးအတိုင်းဒုတိယတွေဟာလိုက်နာကျင့်သုံးကြမှာဖြစ်တယ်။လိုက်နာကျင့်သုံးကြမယ်။ပြဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေမြန်မာနိုင်ငံတည်ရှိသဖြင့်တည်ရှိအောင်ဒုတိယတွေစူးစမ်းအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီတတိကြီးစွာထားပြီးစူးစမ်းအထောက်နိုင်ကြပါစေကုန်တည်း။အာတို့ ကတုမေတ္တာပို့ကြမယ်တတဝါများစွာတတဝါများစွာပြေရန်กว่าပြေရန်กว่าချမ်းသာကြပါစေချမ်းသာကြပါစေတတဝါများစွာတတဝါများစွာပြေရန်กว่าပြေရန်กว่าချမ်းသာကြပါစေချမ်းသာကြပါစေ မေတ္တာရေချမ်းမေတ္တာရေချမ်းသုံးသာဖြံသုံးသာဖြံရေချမ်းကြပါစေရေချမ်းကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းသုံးသာဖြံသုံးသာဖြံရေချမ်းကြပါစေရေချမ်းကြပါစေသေရှိချမ်းမသေရှိချမ်းမစိတ်ချမ်းသာစိတ် လူရဆန္ဒပြေပါစေလူရဆန္ဒပြေပါစေသက်ရှိကြမ်းမာသက်ရှိကြမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလူရဆန္ဒပြေပါစေဘုံလန္ဒဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတဝိတံဘဝယံတုသူကဏ္ဍကာ မေတ္တာပုံနေသူသင်္ကေမစုပေါင်းပုအမိတ္တတဟု ရောင်မြူပဝင်းဝေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းညာသဗ္ဗေတံကျင့်မဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ဤအတွင်း၌ ဒုက္ခပင်ကစားစင်ထောရအိမြချိတာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်တဝန္တရှင်မြို့ဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှဲအသင်ပြပီတိတိဟုသောယနန်းတို့သည် ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်နိုင်၍နေကြပါစေကုန်တည်းဆရာတော်ဖျားဟောကြားတော်မူသည့်တရားဒေသနာတော်များကိုနားကြားကြပြီလောက်သင်္ကန်းဆက်ရှိသောလူပဲဝတ္ထု